ဒီနေ့ကျွန်တော်တင်ပေးမယ့်အကြောင်းအရာလေးကတော့ Facebook ကော password ကိုအလွယ်ကူဆုံးချိန်လို့ရမယ့်နည်းလမ်းလေးကိုအစအဆုံးရှင်းပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော် Facebook ကော password ချိန်တဲ့နေရာမှာအဓိကအဖြစ်နှစ်နည်းရှိရပါတော့ပထမတစ်နည်းကတော့ကိုယ့်ရဲ့ password အဟောင်းကိုမှတ်မိရတဲ့အတိုင်းကျွန်တော်တို့ ဟိုကိုယ့်ရဲ့ password ကိုအခြားသူတွေသိနေရလဲဖြစ်ဖြစ်မဲ့အခြားတစ်ပိုက်ဒီထက်မှဝင်ထားမိလို့လဲဖြစ်ဖြစ်မဲ့အကြောင်းမျိုးမျိုးကြောင့်ပေါ့နော်အဲကိုယ့်ရဲ့ password ကို change နေတဲ့သူတွေပေါ့နော် Facebook ကိုယ့်ရဲ့ Facebook password အဟောင်းကိုမှတ်မိတယ် password အတိတ် change နေတဲ့သူတွေအတွက် change လို့ရမယ်နီလန်းရဲ့နောက်တစ်ခုကတော့ password အဟောင်းကိုမမှတ်မိတော့ဘဲနဲ့ကျွန်တော် password အတိတ်ထက် change ခြင်းနဲ့သူတွေအတွက်ပေါ့နော်ဒီလိုမျိုးနီလန်းနှစ်ခုရှိပါတယ်ဗျဒီနေ့ video လေးမှာတော့ကျွန်တော်ကဒီ password အဟောင်းကိုမှတ်မိရတာနဲ့ password အတက်ချင်းကျင်တဲ့သူတွေအတွက်ချင်းလို့ရမယ့်နီလန်းလေးကိုအစားဆုံးရှင်းပြပြီးသွားမှာဖြစ်ပါတယ်ခင်ဗျာနောက်နေ့ဗီဒီယိုလေးကြာရင်ကျွန်တော် password အဟောင်းမေ့နေတဲ့သူတွေအတွက် password ချင်းလို့ရမယ့်နီလန်းလေးကိုဆက်ပြီးတော့တင်ပေးပါမယ်ခင်ဗျာညနေ6နာရီတိုင်းမှာကျွန်တော်ရဲ့ YouTube channel နဲ့ Facebook page မှာနေ့စဉ်ဗီဒီယိုတစ်ကလေးတင်ပေးနေပါတယ်ခင်ဗျာပထမအဆုံးအနေနဲ့ကျွန်တော်တို့ရဲ့ Facebook server တွေဝင်လိုက်မယ်ပေါ့နော်အာ Facebook တဲ့ကိုရောက်ပြီဆိုရင်ကျွန်တော်တို့ဒီညာဘက်ဆုံးအပေါ်ဆုံးမှာကျွန်တော် menu button လေးနဲ့ profile ပုံလေးရှိရယ်ပေါ့နော်အဲ့ဒီနေရာလေးကိုတစ်ချက်နှိပ်လိုက်ပါခင်ဗျာ အဲ့နေရာလေးတစ်ချက်နှိပ်ပြီးဆိုရင်ကျွန်တော်အောက်ကိုနည်းနည်းဆွဲလိုက်ပါအောက်ကိုနည်းနည်းဆွဲလိုက်ရင်ဒီနေရာမှာဆက်တင်းပိုက်ပစီဆိုတာလေးကိုကျွန်တော်တို့ထပ်ပြီးတော့တွေ့ရပါလိမ့်မယ်ခင်ဗျအဲ့ဆက်တင်းပိုက်ပစီဆိုတာလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပြီးလိုက်ပါခင်ဗျဆက်တင်းပိုက်ပစီကိုနှိပ်လိုက်ပြီးဆိုရင်ကျွန်တော်ဒီတိုင်းလေးတွေ့ရပါလိမ့်မယ်ဒီတိုင်းလေးပေါ်လာပြီးဆိုရင်ဒီထဲမှာကျွန်တော်တို့ဒီ profile icon လေးနဲ့ဆက်တင်းဆိုတဲ့နေရာလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပြရမှာဖြစ်ပါတယ်ခင်ဗျဒီဆက်တင်းဆိုတာလေးကိုတစ်ချက်ထပ်ပြီးနှိပ်ပြလိုက်ပါခင်ဗျ စတင်လေးကိုတစ်ချက်နှိပ်လိုက်ပြီဆိုရင်တော့ဒီတိုင်းတွေ့ရမှာဖြစ်ပါတယ်ဗျဒီတိုင်းပေါ်လာပြီဆိုရင်ကျွန်တော်အပေါ်ဆုံးမှာရှိရဲဒီ account center ဆိုတဲ့နေရာလေးကိုတစ်ချက်ထပ်ပြီးနှိပ်ပြရမှာဖြစ်ပါတယ် account center ဆိုတဲ့နေရာမှာကျွန်တော်ဒီ link အပြာပေါ့နော်စီမိုးရင် account center ဆိုတဲ့စာအပြာလေးကိုနှိပ်လဲရတယ်ကျွန်တော်အခု၄တောင်းဘောင်ခတ်ပြပေးထားတယ်ဒီ၄တောင်းဘောင်အတွင်းကြိုက်တဲ့နေရာကိုနှိပ်လို့ရပါတယ်ကျွန်တော်ကအစီအပြာတစ်ချက်နှိပ်လိုက်တယ်နှိပ်ပြီးပြီဆိုရင်ဒီတိုင်းတွေ့ရပါလိမ့်မယ်ဒါ account center ရဲ့ Facebook ရဲ့ဒီ account center ဆိုရဲ drain မှာပါရဲဒီ setting ပိုင်းလေးတွေပေါ့နော်ဒီထဲမှာမှာကျွန်တော်တို့က password change နေတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ password and security ဆိုတဲ့နေရာလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပေးရမှာဖြစ်ပါတယ်ခင်ဗျာဒါလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပေးလိုက်ပါခင်ဗျာအဲဒီနေရာကိုရောက်သွားပြီဆိုရင်တော့ကျွန်တော်တို့ဒီအပေါ်ဆုံးမှရှိရဲဒီ chain password ဆိုတာလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပေးရမှာဖြစ်ပါတယ်ခင်ဗျာဒီ chain password ဆိုတာလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပေးလိုက်ပါတော့ အချိန်ပတ်ဆက်ကိုတစ်ချက်နှိပ်လိုက်ပြီဆိုရင်ဒီနေရာမှာမိတ်ဆွေရဲ့ Facebook ကောက်ကအခြားဟို Instagram ကောက်တို့ပါဦးနဲ့ချိန်ထားရဆိုရင်တော့ဒီနေရာမှာကျွန်တော်တို့ဒီ Instagram ကောက်တွေပါပြီးပါပေါ်လာပါလိမ့်မယ်ကျွန်တော်ရဲ့ကောက်ကတော့ချိန်မထားရအတွက်ကြောင့်မလို့ဒီနေရာမှာ Facebook တခုပဲရှိရပါဘောနော်အဓိကတော့ဒီ Facebook icon လေးနဲ့ကိုယ့်ရဲ့ Facebook profile လေးနဲ့ Facebook name လေးနဲ့ပေါ့နော်အားလေးကိုတစ်ချက်နှိပ်လိုက်ပါခင်ဗျာ နှိပ်လိုက်ပြီဆိုရင်ကျွန်တော်တို့ဒီနေရာမှာကိုပတ်ဆက်နောက်ဆုံးချိန်ခဲ့တဲ့အချိန်ပေါ့နော်ကိုပတ်ဆက်နောက်ဆုံးချိန်ခဲ့တဲ့အချိန်ရောဒီမှာအတိတ်တက်ဆိုပြီးတော့ဒီလိုမျိုးလေးလာပြီးပြပေးပါလိမ့်မယ်ဒီ current password ဆိုတဲ့အပေါ်တုံးမှာပေါ့နော်အဲထားပါကျွန်တော် password ချိန်မှုအတွက်ဆိုရင်ကျွန်တော်ဒီအခုပြပေးမယ့်နီလန် password အဟောင်းမှတ်မိရတာနဲ့ password အတိတ်ထက်ချိန်မဲ့နီလန်ပေါ့နော်မနေ့ဖန်ကြရင်ဖတ်ပြီးတင်ပေးမယ့်မနေ့ဖန်6နိုင်မှာထပ်ပြီးတင်ပေးမယ့် video လေးကြရင်တော့ဒါ password အဟောင်းမိနေတဲ့သူတွေအတွက် ဟိုလိုချင်းလို့ရမယ်နီလန်ကိုထပ်ပြပေးမှာပေါ့နော်ကျွန်တော်ကအခုက password အဟောင်းမှတ်မိတဲ့အတွက်ကြောင့်မလို့ password အဟောင်းကိုကျွန်တော်ဒီ current password ဆိုတဲ့နေရာမှာရိုက်ထည့်ပေးရမှာဖြစ်ပါတယ် အဲဒီလိုမျိုး password အအောင် current password ဆိုတဲ့နေရာမှာရိုက်ထည့်ပေးလိုက်ပါတော့။ရိုက်ထည့်ပေးပြီးဆိုရင်ဒီနေရာမှာ new password ဆိုတဲ့အဲနေရာမှာ new password ဆိုတာလေးရှိရပါတော့။အဲ new password နေရာမှာကိုယ်အသစ်ထပ်ပြီးပေးခြင်းတဲ့ password ကိုထပ်ပြီးပေးပါခင်ဗျာ။ အဲဒီလိုမျိုး new password မှာအစ်စ်ပေးရဲ့ password ကိုဒီ retry new password ဆိုတဲ့နေရာမှာတစ်လုံးမကျန်တူအောင်ပြန်ပြီးရိုက်ထည့်ပေးပေါ့နော်အဲပြီးပြီဆိုရင်ကျွန်တော်ဒီနေရာမှာအမှန်ကြီး on ထားလဲရတယ် on ထားလဲရတယ်ပေါ့နော်ဒီအောက်က log of all other device ဆိုတာဒီဟာလေးကဘာကွာသွားလဲဆိုရင်ဒါလေးကိုအမှန်ကြီး on ထားလိုက်မယ်ဆိုရင်မိတ်ဆွေရဲ့ဒီ Facebook က login ဝင်ထားတဲ့အခြားဖုန်းတွေအခြား computer အခြား device တွေအကုန်လုံးမှာအကုန်လုံး device ချင်းလိုက်ပြီးဆိုတာ ਨੇ log out ထွက်ကုန်မှာဖြစ်ပါတယ် ကိုကဒီလိုမျိုးမထွက်စေချင်ဘူးဆိုရင်တော့ဒါလေးကိုအမှန်ကြီးလေးဖြုတ်ပြီးဖြုတ်ပေးထားပါတော့ထွက်စေချင်ရင်တော့အမှန်ကြီးလေးချစ်ပေးထားပါအစိတ်တန်းညချိန်ပြီးပြီဆိုရင်တော့ကျွန်တော်ဒီညမှာချိန်ပတ်ဆက်ဆိုရဲအောက်ဆုံးကဘတန်အပြောင်းခလုတ်ကလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါ နှိပ်ပြီးပြီဆိုတာနဲ့အခုနောက်ပိုင်းမှာ Facebook ကနေပြီးတော့ security နဲ့မြင်လာတဲ့အတွက်ကြောင့်မလို့အဲဒီလိုမျိုး password ချိန်တာဖြစ်ဖြစ် profile ချိန်တာဖြစ်တချို့တခါတလေကြာရင်ကျွန်တော်မပါလို့တက်လဲဆိုရင်ကျွန်တော် Facebook ကောက်ခွင့်ထားတဲ့ Gmail ဒါမှမဟုတ်ရင်ကျွန်တော်တို့ Facebook ကောက်ခွင့်ထားတဲ့ဖုန်းစင်ကတ်ထဲကိုသူက OTP ပေါ့နော် confirm combination code ကလေးပို့ပေးပါလိမ့်မယ်အဲဒီ Gmail ထဲကိုကျွန်တော် combination code code ပို့ပေးမှာဖြစ်ပါတယ်အဲ့ဒီတော့တစ်ချက်ဝင်ကြည့်လိုက်ပါအဲဒီမှာပေါ့နော် Facebook ကနေဝင်လာပြီး အဲဒီကနန်လေးကိုကျွန်တော်တို့မှတ်မိရဆိုရင်လည်းရိုက်ထည့်ပါတော့မမှတ်မိဘူးဆိုရင်လည်း copy ယူလိုက်ပါတော့ခွန်တ6 3ခွန်2 10အစိတ်တန်းကြထည့်ပါထည့်ပြီးပြီဆိုရင်ကျွန်တော်ဒီအောက်မှာရှိရဲ့အဲဒီ continue ဆိုတဲ့ခလုတ်ကလေးကိုတစ်ချက်နှိပ်ပြီးတော့ကျွန်တော်ရှေ့ကိုဆက်သွားအောင်ပဲပေါ့နော် continue ကိုတစ်ချက်ထပ်ပြီးနှိပ်ပြီးလိုက်ပါခင်ဗျာ အဲခဏဆောင်ပြီးတော့ဒီလိုမျိုးအချင်းပတ်ဆက်ဆိုတဲ့နေရာလေးကိုသူကသူအော်တိုပြန်ရောက်သွားပါလိမ့်မယ်ဗျာဒီလိုလေးပြန်ရောက်သွားပြီဆိုရင်တော့ဒါကျွန်တော် Facebook ပတ်ဆက်ချင်းနဲ့အောင်မြင်သွားပြီပဲဖြစ်ပါတယ်အဲဒီနီလန်းလေးနဲ့ဒါကျွန်တော်ကိုယ့်ရဲ့ Facebook account ပတ်ဆက်ကိုအကြောင်းမျိုးကြောင့်ချင်းနေတဲ့သူတွေဒီနီလန်းလေးကိုတုံးပြီးချင်းလို့ရပါတယ်ခင်ဗျာဒီနေ့ဗီဒီယိုလေးကတော့ကျွန်တော်တို့ဒီ Facebook account password ကို password အဟောင်းမှတ်မိတဲ့သူတွေအတွက်ချင်းမွန်ချင်းကြီးလေးပဲဖြစ်ပါတယ်။နောက်နေ့ဗီဒီယိုကျရင်ကျွန်တော် password အဟောင်းမေ့နေတဲ့သူတွေအတွက်ချင်းမွန်ချင်းကြီးလေးကိုထပ်ပြီးအသစ်တင်ပေးပါမယ်ခင်ဗျာ။ဗီဒီယိုလေးကိုအဆုံးထိရှိပေးကြတဲ့အတွက်ဒုက္ကင်းတွေအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။